ကျောင်းသားကျောင်းသူများအားလုံးမင်္ဂလာပါဆရာတော် Grade 6 English ကိုသင်တဲ့ဆရာပုံသားစင်သွင်းဖြစ်ပါတယ်ကဲဒါဆိုရင်ဆရာတို့ဒီနေ့မှာတော့ဘာကိုဆက်ပြီးတော့လေ့လာမလဲဆိုရင် Unit 10ကိုသွားကြရအောင်เนาะကဲဒါဆိုရင် Unit 10ရဲ့ Lesson 1 Sport is great ဆိုတဲ့သင်ခန်းစာလေးကိုဒီနေ့တူတူလေ့လာလိုက်ကြအောင် ဒါဆိုရင်ဒီက sport is great ဆိုတဲ့ကောင်းစဉ်လေးတိုင်းပဲဇာရဝတီမှာဘာလို့လေ့လာမလဲဆိုရင်အဓိကအပြေ sports တွေနော်အဲ့တော့အားကစားတွေအကြောင်းကိုသားတို့တို့သိပြီးသားလည်းဖြစ်မှာပါနော်အဲ့တော့အာကစားနဲ့ပတ်သက်လာလို့ရှိရင်ဟိုငယ်ရဲတဲ့ကတင်းလာတယ်နော်အာကစားနည်းရများကြီးရှိတယ် နော်အဲ့တော့အာဂဇာနီးတွေသိပြီးသားတွေလည်းရှိမယ်နော်အဲ့တော့ဒီသင်ခန်းစာမှာဒါတို့သမီးတို့မသိသေးတဲ့အာဂဇာနီးလေးတွေရှိသေးရင်လည်းဆရာတို့ကထပ်ပြီးတော့လေ့လာလိုက်ကြမယ်နော်โอเคဒါဆိုလို့ရှိရင်ပထမအပိုင်းဖြစ်တဲ့ listening and speaking ဆိုတဲ့အပိုင်းမှာ 1A ကိုကြည့်မယ်နော် label the spots and say what each person is doing တဲ့နော်ဒီသင်ခန်းစာတွေကိုကြည့်တဲ့အခါမှာခုနဆရာတို့ဘာလုပ်ထားလဲဆိုရင်အဲပုံလေးတွေပေးထားတယ်နော်ပြီးသွားလို့ရှိရင်ဆရာအပေါ်မှာ box လေးတစ်ခုရှိတယ် အဲ့ဒီ box ထဲမှာဥနာအာကစားနီးရေးရေးထားတယ်နော်အဲ့တော့ဒီထဲမှာဇာရောအောက်ကနော်မသူကဘာလုပ်နေတယ်နော် label the spots and say what each person is doing တဲ့နော်အဲ့တော့ဗာအာကစားလုပ်ငန်းရှင်များကိုအမိတက်ပြီးတူးစီဘာလုပ်နေတယ်လေတဲ့ပြောပြပါတဲ့ကဲနော်ဒါဆိုရှင်ဒါလေးကိုကြည့်လိုက်ကြာကဲဟုတ်ပြီအဲ့ဆိုရင်ပထမဦးဆုံးဇာရော box ထဲမှာဘာပေးထားသလဲကြည့်မယ်နော်အဲ့တော့ပထမတစ်ခုက badminton တယ်ဘက်မင်တန်ကတော့တီဗီသားဖြစ်မှာပါเนาะချက်တောင်ရိုက်တာเนาะဒါတော့ skateboarding နဲ့နောက်တစ်ခု skateboarding ရပါတယ် skate စီးရပေါ့เนาะကဲ swimming swimming နဲ့အားလုံးသိပါတယ်ရေကူးတာကဲ basketball basketball ကပါလေอืม basketball เนาะဟိုချင်းလေးတဲ့ဟိုပါလေဘောလုံးလေးကိုတွင်းရတာ football အားလုံးသိပါတယ်ဘောလုံးကန်တာကဲဒါဆိုရှင်เนาะဒါမျိုးသိပြီးသားလေးကြီး ရှိပါတယ်။ကဲအဲ့တော့ဆရာတို့အောက်မှာကြည့်ပြီးတော့တူးချင်းစီဘာလုပ်နေသလဲပုံလေးကိုကြည့်ပြီးတော့ဖြေးကြမယ်။ကဲ number 1သူရာတဲ့။သူရာကဘာလုပ်နေလဲပုံလေးကိုကြည့်မယ်။ဟုတ်တယ်နော်။ဗာလဲဘောလုံးကန်နေတယ်။အဲ့တော့ဘာဖြစ်မလဲအဖြေက yes football ဟုတ်ပြီ။စက်ကြည့်ပါအောင်2ကဲဒီကဇော်ဇော်ဘာလုပ်နေသလဲပုံလေးကိုကြည့်မယ်။ဟုတ်တယ်နော်ဇော်ပါတယ်။ ဘတ်စကက်ဘောစောင့်နေတယ်ဘတ်စကက်ဘောဖြည့်ပေးလိုက်ပါကဲဒါဆို3ကိုဆက်ကြည့်ပါဦးနု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 ကဘာလုပ်နေသလဲဟုတ်တာဗောเนาะရေကူးနေတယ်ဆိုတော့ဗာလဲ swimming မှန်တယ်โอเค4ဆက်ကြည့်ယူယူအာယူယူကဒီကဘာလုပ်နေလဲ badminton เนาะချက်တောင်ညိုက်နေတာဗောကဲ5ဆက်ကြည့်ပါဦးတော်စင်အာတော်စင်ကဘာလုပ်နေလဲ skateboarding เนาะ skate စီးနေတယ် very nice โอเค ကဲဟုတ်ပြီเนาะဒါဆိုရင်ဒီတစ်ခါက 1B လေးကိုကြည့်လိုက်ကြအောင် listen and repeat เนาะအဲ့ဒီမှာဆရာဘာလုပ်ပြမလဲဆိုရင် စာလုံးလေးတစ်လုံးချင်းစီကိုဆရာကရွတ်ပြမယ်ဒါပေမဲ့သူကဆရာနောက်ကလိုက်ပြီးတော့ repeat နော် listen and repeat နားထောင်ပြီးတော့လိုက်ပြီးတော့အတူတူရွတ်ကြပါကဲစလိုက်ကြအောင်ကဲလာပြီเนาะ football football ဘာလုပ်တာလဲ football ပါ ဟုတ်တယ်เนาะဘောလုံးကန်တာစက်ကြည့်ပါဦးကဲ football ပြီးရင်ဘာလဲ volleyball 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 ကစားတာဟုတ်တယ်ဆက်ကြည့်မယ် gymnastic gymnastics gymnastics ဆိုပါလေဂျွန်ဘာကစားတာဟုတ်ပြီနောက်တစ်ခုဆက်ကြည့်မယ် basketball basketball ဟာလေ basketball ကစားတာကဲဆက်ကြည့်ပါဦး table tennis table tennis ဇပွဲတင် tennis လို့ခေါ်တယ်เนาะကဲဆက်ကြည့်ပါဦး archery archery အားလေမြားပစ်တာဟုတ်ပြီမြားပစ်တဲ့အားကစားစက်ကြည့်မနော် tennis tennis နော် tennis ဆိုတာဟုတ်ပြီ golf golf ကောက်ရိုက်တာလို့ခေါ်တယ်ဟုတ်ပြီ diving နောက်တစ်ခု diving diving ထူတာရေငုပ်တာနော်အဲ့လိုလေခေါ်ပါတယ်ကဲစက်ကြည့်ပါအောင် cycling cycling အဲ့ကြတော့ဗါလဲစပိန်စီတာဟုတ်ပြီဆက်ကြည့်မယ်ဘက်မင်တန်ဘက်မင်တန်ချက်တောင်ရိုက်ကြကဲကြည့်ပါအောင်ချင်းလုံချင်းလုံချင်းလုံကတော့ဆရာတို့ဗါလဲမြန်မာအာကစားနီချင်းခတ်တာနော်ဟုတ်ပြီဆက်ကြည့်ပါအောင်ဂျူဒိုဂျူဒိုโอเคဂျူဒိုကကြတော့ဗါလဲအမ်ဂျူဒိုစောက်တာနော်နောက်တစ်ခုကရာတေကရာတေ ဟုတ်ပြီကရာတေဆိုတာဖြစ်တယ်ဆွမ်မင်ဆွမ်မင်ရေကူးတာဟုတ်ပြီနော်ကဲဆက်ကြည့်မနော် Sepik Tech Pro Sepik Tech Pro အဲ့ဒါပါလေပိုက်ကြော်ခြင်းကဲဆက်ကြည့်ပါအောင် Skateboarding Skateboarding နော် Skateboard စီးတာကဲနောက်တစ်ခု Rock Climbing Rock Climbing ကြောက်တောင်တက်ခြင်းဟုတ်ပြီနော်ကဲဒါဆိုလို့ရှိရင်ဇာတ်တော့ဒီနေ့ ါတွေကိုလေ့လာခဲ့တယ်လေဆိုရင်အာကစားနီလေးလေ့လာခဲ့တယ်နော်အဲ့ထဲမှာမှာတော်ပြီးတော့သိပြီးသားအာကစားနီတွေအများကြီးပါတယ်နော်ငယ်ငယ်တုန်းကတည်းကသင်ပြီးသားအာကစားနီတွေသင်လာတယ်နော်ဆိုတော့သိပြီးသားအာကစားနီတွေပါသလိုအခုထပ်ပြီးတော့တိုးလာတဲ့နော်အစ်အာကစားနီလေးတွေလည်းတွေ့ရတာဖြစ်တယ်အဲ့တော့တော်ပြီးတော့အနေနဲ့တော့ငကိုသိပြီးသားဥစ္စာတွေကတော့တာသိရပါတော့နော်အခုအစ်တိုးလာတဲ့ဥစ္စာလေးတွေကို spelling ကအစား เนาะအတန်အတွက်လေးတွေအစတခါပြန်ပြီးတော့လေ့လာပါเนาะပြီးသွားလို့ရှိရင်ဦးနာပြောသလိုเนาะတစ်ခုချင်းတစ်ခုချင်း spelling ဘယ်လိုပေါင်းလဲသိရမယ်အတန်အတွက်လည်းမှန်မှန်ကန်ကန်ထွက်နိုင်ရမယ်เนาะဒါလေးတွေကိုတခါပြန်ပြီးတော့လေ့လာကြပါကဲဒါဆိုလို့ရှိရင်ဆရာတို့ဒီနေ့လေ့လာခဲ့တဲ့သင်ခန်းစာက unit 10ရဲ့ lesson 1ဖြစ်တဲ့ sport is great ဆိုတဲ့သင်ခန်းစာလေးပဲဖြစ်တယ်เนาะကဲဒါဆိုရင်ဒါတို့ဒီလိုနဲ့ဆရာနဲ့နောက်ထပ်လာမယ့်သင်ခန်းစာမှာထပ်ပြီးတော့ဆုံတွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်